आलू में ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့ညနေမှာဒါကြောင့်ဒီပွဲပြီးသုံးသက်ချက်နဲ့ပတ်သက်ပြီးတော့ဒါကြောင့် overpopulate ဖြစ်နေမှာဆိုတော့ဒါကြောင့်ဒီနေ့မနက်မှာမှဒါကျွန်တော် AEC တင်ဆက်ပေးလိုက်တယ်ဘောနော်ကျွန်တော်ကဒါကျွန်တော်ပွဲပြီးပြီးခြင်းမှာတော့ဒါကျွန်တော်ဒီပွဲကိုဒါကျွန်တော်အနေနဲ့ကျွန်တော်ကဗီဒီယိုတော့ပွဲပြီးပြီးခြင်းရိုက်လိုက်တာဘောနော်အဲ့တော့လက်ရှိမှာ Chelsea အသင်းရဲ့ England Stamford Bridge မှာတော့ Arsenal အသင်းရဲ့ပွဲစဉ်မှာတော့1-1ဆိုတဲ့အရလက်ရရခဲ့ပြီးတယောက်ကိုတည်တမတ်စီခွဲယူခဲ့တယ်။ဒီနေ့ပွဲစဉ်မှာဒါ Arsenal အသင်းအတွက်လည်းရမှတ်အရာဖြစ်ဒါကျွန်တော်ဆုံးရှုံးမှုတစ်ခုရှိ သွားနေထားမှာရှိတယ်။တစ်ဖက်ကတော့ကျွန်တော် City သင်းရဲ့နောက်ကျသင်းကုန်းနဲ့ Lee United ကိုနိုင်သွားတယ်ကြောင့်လက်ရှိမှာ Arsenal နဲ့၅မှတ်အခွာ Chelsea သင်းကဒီနေ့ပွဲစဉ်ရလက်ကြောင့်မှဒါကျွန်တော်တို့အဆင့်၃နေရာမှာရပ်တည်သွားခဲ့ရတယ်ပေါ့နော်။အဲ့တော့မိတို့ပင်စိုးစီကောင်လက်ရှိမှာဒါကျွန်တော်အမှန်တိုင်းပြော Premier League ဒီဘက်ကထင်တာထက်ပိုပြီးတော့အကြည့်လို့ကောင်းမယ့်အနေအထားတစ်ခုကိုရောက်သွားခဲ့ပြီဖြစ်တယ်။လက်ရှိမှာ Arsenal သင်းကလာမယ့်ရသက်တဘက်မှာဒါ Brentford နဲ့တွေ့ရမှာဖြစ်ပြီးတော့ City သင်းကဒါ Fulham နဲ့တွေ့ရမယ်။ Chelsea သင်းက Lee ပေါ့နော်။ပြောချင်တာကတော့ Top ကတဲ့သင်းတွေအကုန်လုံးကဒါကျွန်တော်ပွဲချောင်မယ့်အနေအထားတစ်ခုကိုရောက်ရှိသွားမှာဖြစ်ပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကော ောင်းမဲ့အခြေအနေတခုကိုကိုစီကိုစီပိုင်ဆိုင်သွားခဲ့ပြီဖြစ်တယ်အဲ့တော့ပြောချင်တာဒါကျွန်တော်ဒီ Giant မှာဒါ Premier League ပွဲစဉ်တွေရှိတယ်အဲ့ဒီပွဲစဉ်တွေမတိုင်ခင်မှာဒီနေ့ပွဲစဉ်မှာလာ Chelsea နဲ့ Arsenal ပွဲစဉ်မှာတော်တော်လေးကို London Derby ဆိုတဲ့အနှစ်သာရတွေပြည်နေကြတယ်ဒါကျွန်တော်တို့လက်ရှိမှာအကြံအရန်ဒါကျွန်တော်ဂူးတွေဒါကျွန်တော်လက်ရှိမှာနှစ်ဖက်ရဲ့ဒါကျွန်တော်တို့ကစားသမားတွေရဲ့လူချင်းတက်မှတ်မှုတွေကိုလည်းအပြည့်အဝတွေ့ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့မှားမယ်တော့မထင်ဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ The Game of the ဒါကျွန်တော် Heat of the Moment ကိုပြောအောင်ဒါအနီးက အဲ့တော့ဒီအနီကပ်နဲ့ဒါကျွန်တော် personally ရပြောရမယ်ဆိုတော့ဒီကလုံးဝ100% purely အနီကပ်ပါဒါကျွန်တော်တို့တော်တော်လေးကို high food ဖြစ်ခဲ့ပြီးတော့လက်ရှိမှာဒီနေ့ပွဲစဉ်ဒါကျွန်တော် Kai Siwon direct အနီကပ်လေဒါကျွန်တော် fair enough ဖြစ်ခဲ့လို့ပြောလို့ရမယ်တော့ပါတယ်နှမျောစရာကောင်းတာလက်ရှိမှာ Kai Siwon အနေနဲ့ဒါကျွန်တော်ဘဏ္ဍပွဲနှစ်ပွဲလားသုံးပွဲလားမသိပြစ်တယ်ပယ်ခံရမယ်တို့ကြောင့်မို့တာအသင်းအတွက်တော့တော်တော်လေးကိုဒါကျွန်တော်နစ်နာဖို့ကောင်းတဲ့အနေထားတစ်ခုကို originally ရောက်သွားမယ်အနေထားမှာရှိလို့မြင်ကြရရှိအဲ့တော့ ဒီရကလည်းရှိမှာ highlight of the movement ပဲဘောနော်ဒါကြောင့်လည်းရှိမှာဒါပွဲနှစ်သင်းလုံးကတော့ကျွန်တော်ကစားပုံချန်ခဲ့တယ်ဒီနေ့ပွဲစမှာအဝါကတ်တီလဲပလူပြန်နေတဲ့ပုံစံမျိုးကိုတွားခဲ့တယ်ဒီပွဲစမှာအာတိတာကိုတိုင်ကလည်း risk ကိုတိုင်မယူခြင်းတော့ဒါကျွန်တော်45မိနစ်မှာကိုတိုင်လူလဲခဲ့တဲ့ပုံစံမျိုးကိုတွေးခဲ့ပြီးတော့လက်ရှိမှာဒါကျွန်တော် zoom man ဒီကိုလည်းလူလဲခဲ့တယ် color fury ရောလူလဲခဲ့တဲ့ပုံစံမျိုးတွေတွေးခဲ့ရတယ်မှာပါအဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော် arsenal သင်းရင်ဒါကျွန်တော်ခန်းစစ်ကစားသမားဖြစ်တဲ့ william saliba နေတာကျွန်တော်တို့ တိုင်းဟာအနေငယ်ရရှိသွားခဲ့ကြတော့ဒါလက်ရှိမှာဒါကျွန်တော်စစ်စစ်မှုတွေခံယူပြီးတော့ဘာဒီဘလူဖြစ်မလဲဆိုတော့တချို့တော့စောင့်ကြည့်ရမယ်တယ်မှာပါတော့ဒါဝီလျံဆာလီဘတ်နဲ့ဂျာရဲ့တဲ့ပွဲစဉ်မှာလည်းဒါလွဲချော်ပုံနေထားမှာနယ်လီများလာခဲ့ဖြစ်တဲ့ကြောင့်မို့ဟင်ကာပီနဲ့မော်စကာရာအတွဲကလက်ရှိမှာအာစတိုအသင်းနေထားဖြစ်တော့ဒီနှစ်မှာဒါအာစတိုအသင်းနဲ့ကန်စစ်ပိုင်းကို investment လုပ်ခဲ့တာကတော်တော်လေးကိုဒါကျွန်တော်တို့အသင်းအတွက်မှန်ကန်ခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်ဟင်ကာပီကိုခေါ်ယူခြင်းနဲ့မော်စကာရာကိုခေါ်ယူခြင်းကအာစတိုအသင်းနဲ့လက်ရှိမှာအသင်းပေါ်တော်တော်လေးကိုအကျိုးရှိခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်နှုတ်မို့ဆိုဒီကန်စစ်ကလက်ရှိမှာဒါဂေဘရီယယ်ကိုဆာလီ ီပေါင်း2ယောက်လုံးကိုတစ်ချိန်ထဲမှာဆုံးရှုံးခဲ့ရတဲ့အချိန်မှာတော်တော်လေးကိုမတွေးဝင်စရာကြီးထားတဲ့ခုရောက်သွားမယ်လို့ကျွန်တော်နေမြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအာဆောသင်းပြောကြောင်းပြောအဲဒီနေ့ပွဲစဉ်မှာအာဆနောသင်းရဲ့ကွင်းလယ်ဘိုင်းကိုဒါကျွန်တော်တို့လက်ရှိတစ်ဖက်ရဲ့ဒါကြောင့် Chelsea ရဲ့ကွင်းလယ် makeshift ကတော်တော်လေးကိုဖိဖိစီစီလုပြနိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကပုံဝင်လေးပြောမယ် Chelsea သင်းကိုကြီးကျူးခြင်းနဲ့တယောက်ရောအနိထားဖြစ်သွားတဲ့အချိန်မှာတော့အသင်းကဒါကျွန်တော် အလုံးစုံ defensive lockdown ပုံစံမျိုးပုံစံမျိုးလုံးဝမသွားပင်းနဲ့ဒါကျွန်တော် Arsenal အသင်းကဒါကျွန်တော်2-2 front to front ဒါရှင်ပြနိုင်ခဲ့တာကျွန်တော်တော်လေးကိုချီးကျူးရတယ်မှာပါတယ်ဒါလက်ရှိမှာဒါအမှန်တကယ်ကိုအသင်းကပဲစနစ်ကြီးလက်ရှိမှာဒါပုံဝင်လင်းပြောရမယ်ဆိုရင်ကိုအသင်းကဒါကျွန်တော်တို့အနီကတက်ကတိပါကိုဘာဆက်လုပ်မယ်ကိုအသင်းနဲ့ကြဘာဆက်ပြီးဘယ်လိုရှေ့ဆက်သွားမလဲဒါသွေးစရာကြီးဖြစ်လာခဲ့ပြီလက်ရှိမှာ Chelsea အသင်းနဲ့ဒီနေရာမှာ Enzo Morris ကရတာ Emil Morris ကနောက်ပိုင်းပွဲစဉ်တွေမှာဒါ Chelsea ရဲ့တည်ငြိမ်မှုကိုပြပခြင်းပြရုပ်တစ်ခုဖြစ်လာခဲ့တာကဒါ Chelsea အသင်းနဲ့ every team in the world နဲ့သူတို့အနေနဲ့ဒါငါတို့ကအရှင်ချနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုကိုပြသခဲ့နေတာမှရှိတယ်။၁၀ယောက်၁၁ယောက်ဆိုတဲ့အနေအထားတစ်ခုမှာ Arsenal အလက်ရှိမှာဒါကျွန်တော် Premier League မှာဒါကျွန်တော်တို့ Champion League မှာပါအဆင့်တစ်ဖြစ်နေတဲ့ Arsenal အသင်းကိုနင်းလားငါလားဟိဆိုတဲ့ movement တွေကိုလုတ်ပြခဲ့တာတော်တော်လေးကိုချီးကျူးစရာကောင်းခဲ့တယ်။ဒီနေ့ပွဲစဉ်မှာနောက်တစ်တယောက်ကိုမဖြစ်မနေချီးကျူးအောင်ကျွန်တော်အနေအထားကျွန်တော်ရှေ့ပွဲဒီမှာ Dawson found ခဲ့ပြီမယ်။ဒီနောက်ပိုင်းပွဲတွေမှာမဖြစ်မနေချီးကျူးအောင်မှာဒါ Robert Sanchez ပဲ။ Robert Sanchez ရဲ့လက်ရှိမှာကောင်းလာပါတယ်ဆိုတဲ့ Arsenal ရဲ့ set piece man တို့မြောက် cross claiming လုပ်တဲ့ဥစ္စာတော်တော်လေးကိုစောက်ထားကြခဲ့ နေတာမှရှိတယ်။ဒီနေ့ပေါ်တော့ Robert Sanchez ကိုတော့သူ့ရဲ့ flower တွေကိုမပေးမဖြစ်မနေပေးတင်နေတာမှရှိတယ်။တကယ်လို့လည်းကျွန်တော်အသင်းတစ်ခုအနေနဲ့လည်းချီးကျူးရမယ်နေသားတစ်ခုမှာ Robert Sanchez ကဒီနေ့ပေါ်ဆုံးမှာဒါအဲ့တော့ခုနပြောခဲ့သူပဲကို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာ found two in two ရမယ်။ဒါပေမဲ့ချီးကျူးသင့်ရင်တော့ဒီလူကစားသမားမျိုးတွေကိုချီးကိုမဖြစ်မနေချီးကျူးရမယ်နေသားမှရှိတယ်ကျွန်တော်နည်းမြတဲ့ Robert Sanchez ကဒီနေ့ပေါ်ဆုံးမှာတကယ်ကိုအသင်းအတွက် hero တစ်ခုဖြစ်ခဲ့ပြီးတော့သူ့ရဲ့ cross claiming တွေကလက်ရှိမှာဒီနေ့ပေါ်ဆုံးမှာ counter pressing အတွက်လည်းတော်တော်လေးအသက်ဝင်ခဲ့တယ်မှာပါတယ်။တစ်ဖက်ကအာဆိုသင့်ကဒါကျွန်တော် set piece မှာအလွန်ကျွမ်းတာကျွန်တော် ချက်စီပေးမှုဒုက္ခပေးမယ်ကြံလိုက်တိုင်းရောဘတ်ဆန်ချက်ကထွက်ထွက်ပြီးဖမ်းပြီးဒါကျတော့ counter pressing တွေရဖို့အတွက်ဒါစူးစမ်းလိုက်ဒီနေ့ပုံစံမှာဒါရှင်းရှင်းပြောမယ် receiving ကို make shift ဒါ inverted ဒါကျွန်တော်ကွင်းလေပုံစံမျိုးလုတ်ကစားစီကကတော်တော်လေးကိုအသက်ဝင်သွားစီကြတယ်ပြောလိုက်ရတယ်ဒီနေ့ပုံစံမှာ kai sido ညီသွားခဲ့မယ် receiving နဲ့ဒီနေ့ပုံစံမှာသူဟာဒါကျွန်တော် classes permanent ဆိုတဲ့ဥစ္စာမျိုးဆက်လက်ပြီးပြသခဲ့တာကိုတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော် pass နဲ့အမြင်ရဆိုရင်တော့ arsenal ခံစပိုင်းကဒီဒါဟင်ကားပြီးတဲ့ moscow ရဲ့ဒါကျွန်တော်ပထမအဆုံးအနေနဲ့ဒါကျွန်တော်လက်ရှိမှာတည်တည်ချာချာပွဲထွက်ခဲ့တဲ့ပွဲမှုလာမှုရှစ်ကီတော့ဖြစ်တယ်လို့ပြောလိုက်ရတယ်မှာပေါ့ ါတယ်တပည့်ဒါကျွန်တော်လက်ရှိ Chelsea ရဲ့အတိုက်အဆိုင်ပိုင်းကဒီနေ့ပုံစံမှာအားနေလို့ဆိုတာသိမသိခဲ့ပေမဲ့ Hankapi Moscar အတဲကလည်းလက်ရှိကြီးဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုတော့ကျွန်တော် Julian Timber ကောင်းကြီးချိန်လာနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော် Arsenal တဲ့အကောင်းဆုံးခံစားသမားရဲ့နာမည်ပြောမယ်ဆိုတော့ Gabriel Saliba ကြီးအများကြီးပြောပြမယ် Julian Timber ကဒီနေ့မှာလည်းဒါကျွန်တော်အသင်းရဲ့ impactable movement ကိုဆက်လက်ပြီးတွားခဲ့တယ်မှာပါတယ်ဒီနေ့ပုံစံမှာဒါကျွန်တော်လက်ရှိမှာ twin goal တွေကိုတော့ကျွန်တော်တို့ဒါ Chelsea တဲ့က set piece ကနေပြီးရခဲ့ပြီးတော့လက်ရှိမှာ Arsenal အသင်းကိုသူစိမ့်နဲ့သူပြန်ချွေးခဲ့တဲ့သဘောမှာရှိတယ်အာဆိုတဲ့ကဒါကျွန်တော်လက်ရှိမှာ Saka ပြပူတဲ့ဘောလုံးကိုတော့ Merino ကဒါ ကျွန်တော်ခေါင်းကိုအနီးကပ်ပိတ်သွင်းပြီးတော့ဝမ်းဝမ်းဆိုရသေးရလည်းနဲ့နှစ်သင်းလုံးကျင်းနေခဲ့နေတာမှာကျွန်တော်ဒီနေ့ပွဲစမှာလက်ရှိမှာပြန်စမ်းသပ်ကြည့်မှာဆိုအာဆောင်သင်းနဲ့ဒါပွဲချက်ဒီတတော်လေးကိုပြီးသွားခဲ့ပြီလို့ပြောလို့ရမယ်တော့ပါတယ်တို့နဲ့လက်ရှိမှာဒါကျွန်တော်ပွဲ6နေကြတော့လက်ရှိဒါပြန်တွက်ကြည့်မှာကျန်နေနေသေးတဲ့ပွဲစဉ်တွေမှာဒါကျွန်တော်လက်ရှိမှာအာဆောင်သင်းနဲ့အေးအေးဆေးဆေးကန်သွားလို့ရပြီးတော့အမှတ်စုဆောင်လို့ရမယ်ပွဲစဉ်တစ်ခုရပါတယ်အဲ့တော့ဒါကျွန်တော်အနေနဲ့ personally ပြောဆာလီဘာရဲ့ဒဏ်ရာကမပြင်းထန်ဘူးတော့ပဲမျှော်လင့်ရမယ်အနေထားမှာရှိတယ်အာဆောင်သင်းနဲ့ဒါကျွန်တော်လာမယ့်ပွဲစဉ်တွေမှာ ပို့ပို့ပြီးတော့ကျွန်တော်တို့ဒါ challenge just ဖြစ်နိုင်တဲ့ပွဲစဉ်တွေကိုဆက်လက်ပြီးတွေးရမယ်နေထားမှာရှိတယ်။တစ်ဖက်က Chelsea အသင်းကဒီနေ့ပွဲမှာကျွန်တော် pass နဲ့မြင်ရဆိုတော်တော်လေးကိုဒီနေ့ပွဲမှာချီးကျူးခြင်းနဲ့တယောက်ရောအသင်းနေကစားသမားတွေလုံးဝစိတ်သက်ကြသွားခြင်းမရှိဘဲနဲ့ဒါကျွန်တော် Arsenal အသင်းတွေကိုနင်းလန်းငါလာဟိဆိုတဲ့ moment တွေမှာခံပြီးတော့ငါတို့ကဘာကောင်လဲဆိုတော့ပြသနိုင်ခဲ့တဲ့ moment တွေကိုတော်တော်လေးကိုသဘောချစရာကောင်းတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာဒါ predator တယောက်နဲ့ကြည့်ရခင်ဗျာမိနစ်60ပေးလိုက်တဲ့အချိန်ကအင်မတန်မှတန်တဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ Goal feast လို့ဆိုတော့ဒါကျွန်တော် goal တွေအများကြီးတွင်းနေတဲ့ပုံစံမျိုးဖြစ်ပေမဲ့ဒါကျွန်တော်လက်ရှိဒါခုနောက်ပွဲတွေဒါတစ်ချိန်လုံး action thriller ဖြစ်နေလို့မရ ရဒါပေမဲ့ခုနကပြောတဲ့တစ်ခါတစ်ခါ ပွဲကြည့်လိုက်တာနှစ်သိန်းလောက်ရဲ့နီးပြားတွေရဲ့ tactical chess board ကိုခင်ဗျားတွေ့နေရမယ်ဒါလက်ရှိမှာဒါကျွန်တော်အာတိတာကသူ့ရဲ့ဒါကျွန်တော်တို့တောင်ပန်တွေကိုဘယ်လိုမျိုးထွက်စေခြင်းလဲလက်ရှိမှာအဲ့ဒါကိုဒါကျွန်တော် Enzo Maris ကနေဘယ်လိုမျိုးတားလဲအဲ့တော့တချိန်ကဒါကျွန်တော် Johan Cruyff ရဲ့စဉ်သက်လာတူတဲ့ football ကလက်ရှိမှာဒါ Guardiola စီရောက်တယ် Guardiola ကနေပြန်ဖြတ်တဲ့ဥစားတွေကလက်ရှိမှာ Enzo Maris ကနေ Mikel Arteta စီရောက်တယ်အဲ့တော့ Maris ကနေအခုလက်ရှိမှာဒီအသင်းကိုသူကင်နေတာအံဝင်ခွင့်ကြဖြစ်လာပြီဆိုတော့တဖြည်းဖြည်းနဲ့အေးအောင်တွေ့လာခဲ့အဲ့တော့ဒီနေ့ပေါ်မှာဒါကျွန်တော် Chelsea ရဲ့တောင်ပန်တွေကထင်းတလို့ပုံစံမျိုးတော့အလုပ်ကြီးအေးမဖြစ်ခဲ့နေတာမှရှင့်ဒါပေမဲ့ဒီနေ့ပေါ်မှာ ဆိုကြရတဲ့ဒါကျွန်တော်လက်ရှိမှာအဓိကအန်ဆိုမရက်စ်ကအဓိကဝေဖန်ကြီးက၉ပါမောက်ကိုဘာလို့မထိလဲပေါ့နော်အဓိကရှင်းပါလေလီယန်ဒလက်ကိုဒါဒီနေ့ပွဲစမှာချက်စီအသင်းဘက်ကထည့်ခြင်းရဲ့အဓိကပြရုပ်တစ်ခုကဘာလဲဆိုတော့သူတို့နေခန်းစစ်မှာပါစင်ကူနိုင်အောင်ဆိုတဲ့ပုံစံမျိုးနဲ့လီယန်ဒလက်ကိုထည့်ခဲ့ခြင်းဖြစ်တယ်အလာဟာနူကနာချိုကဒုတိယမှာဝင်လာခဲ့မသိပြီဘာမှမလုပ်ပြနိုင်ဆိုတဲ့နေမှာပါအဲ့တော့ဒီနေ့ပွဲစမှာဒါမီဂယ်အာဒေတာရဲ့လူစားလဲမှုတွေကဒါကျွန်တော်အသင်းအတွက် impact တော့အများကြီးမရှိနိုင်တယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒါသူတို့လဲခဲ့တဲ့ပုံစံမျိုးကဒါကျွန်တော်အဝါကတ်တွေကို prevent ကအဓိကမဖြစ်အောင် prevent လုပ်ခဲ့တဲ့အတွက်အဓိက လုပ်ခဲ့တဲ့နေမှာအဲ့တော့မာတီနယ်လီက ော့လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ super sub ကိုတောင်ပို့ပြီးတော့အာသာနေတဲ့နေရာမှာရှိနေ။နောက်ပိုင်းရေရှည်အတွက်ဒါဒီနေရာမှာဒါကျွန်တော် trust set ကပို့ပြီးအလုပ်ဖြစ်တယ်။ဒီနေ့ personal လူမျိုးမှာဆိုရင်တော့ဒါ Arsenal အသင်းရဲ့ trust set ကိုတော်တော်လေးကိုတတိယဆရာကောင်းနိုင်တဲ့နေရာမှာရှိလို့ကျွန်တော်အနေနဲ့မြင်နေ။ဒါ Mr. underrated နဲ့ trust set ရဲ့ဒါကျွန်တော်ဒန်ယာကဒီနေ့လို့ personal လူမျိုးမှာဆိုရင်တော့ပို့ပို့ပြီးတော့လွမ်းစီခဲ့တဲ့ကစားသမားတစ်ယောက်ဆိုတာညင်းစရာမျိုး။အဲ့တော့ Chelsea သင်းကလက်ရှိမှာဒီလိုနေမျိုးဆိုရင်ဒါတို့အနေနဲ့ပို့ကောင်းတဲ့တိုက်စစ်မှုတစ်ယောက်ဒါအသင်းမှာရှိမယ်ဆိုရင်ဆိုတဲ့မိကုန်းနေအများကြီးတွေးရမယ်တော့ပါတယ်။ဒီနေ့ပေါ်မှာဒါ Chelsea သင်းနဲ့အပိုင်ခွေတချို့ရခဲ့တဲ့တိုက်စစ်မှုဆက်ဆက်တာပုံစံမျိုးရှိခဲ့မှာ ချက်စီးတင်တဲ့ဒီနေ့ပေါ့အဲ့တော့ချက်စီးတင်ဘက်ကဒီနေ့ပေါ်စမှာပြန်ကြည့်မယ်ငါတို့သာ၁၁ယောက်၁၁ယောက်ဖြစ်ခဲ့မယ်ဆိုရဲအတွေ့ကတော်တော်လေးကိုယဉ်ခံစရာကောင်းခဲ့မယ်ကိုက်စီးသူသားမထွက်ခဲ့ဘူးဆိုဒီနေ့ပေါ်စမှာချော်စီးကတော့မှ over power ဖြစ်သွားနိုင်တယ်ဆိုရဲအတွေ့တွေကိုချက်စီးပရိသတ်တွေနေဒီနေ့ပေါ်စမှာတွေးပိုင်ခွင့်ရှိတယ်တစ်ဖက်ကအာစတန်ပရိသတ်တွေနေဆိုရင်တော့ဒီနေ့ပေါ်စမှာဒါကြော၁၀ယောက် ဖြစ်နေတဲ့အသင်းကိုမနိုင်ဘူးဆိုတာရင်ခံစရာတခုဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့တဲ့ရင်ခံစရာတခုကတစ်ဖက်အသင်းကဒါကျွန်တော်ခံစစ်ပုံစံမျိုးခံစော့နေတာမဟုတ်ဘဲနဲ့သူတင်ကိုတင်စော့ပြတဲ့ပုံစံမျိုးအာစတိုသင်းနဲ့အဲ့ဒါကိုအခွင့်ကောင်းမယူနိုင်ခဲ့တာကတော့ပို့ပြီးတော့ရင်ခံစရာဖြစ်ခဲ့လို့မြင်တယ်။ဒါပေမဲ့ဂျာပရိသတ်တယောက်နဲ့ကြည့်မယ်ဆိုဒီနေ့ပွဲစဉ်ကတော်တော်လေးကိုကြည့်ရရှုရခိုင်ဘာအချင်းဘာဖြစ်မှန်မှန်းလုံးဝမှန်းလို့မရတဲ့အခြေအနေတခုလည်းအပြေအဝတွေ့ခဲ့တယ်။ဒါပေမဲ့ဒီနေ့ရလက်အတွက်ဒါတကယ်ဆုံးပြောရတဲ့လူကဒါမန်ချက်စတာမြို့ကမန်ချက်စတာစီးတီးအသင်းမဲ့လူပြောလို့ရမယ်တဲ့မှာပါတယ်။စီးတီးအသင်းကလည်းရှုမှာဒီရလက်အတွက်နှစ်သင်းလုံးထပ်ဆိုင်သူတို့ကပို့ပြီးတော့ပျော်နေမယ်နေတာပါ ော့တကယ်ကိုခုနပြောတဲ့ Premier League ရဲ့ဒါကြောင့်ဇယားရဆိုတော့ game ကတော့ပို့ပြီးတော့ on သွားပြီဖြစ်တယ်။လက်ရှိမှာ Synthetic Arsenal တင်းနေ Synthetic Arsenal ဒါ City တင်းနေ9မှတ်ပဲပြန်ကွယ်သွားခဲ့ပြီ။အဆင့်3ကဒါကျွန်တော်တို့ Chelsea နဲ့6မှတ်ကွာခဲ့နေတာမှာကျတော့ရာသီဝတ်တော့မရောက်သေးတဲ့နေသားတခုမှာဘာမှကိုဒါကြောင့်ဆုံးဖြတ်ချက်ချဖို့တော့အရင်ကြီးလွယ်ကူနေတဲ့နေသားတော့မရှိပေမဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ဒါကျွန်တော်တို့အနာဂတ်ပွဲစဉ်ဒီလိုပဲပြောရင်းနဲ့ပဲကြောက်တော့ကပြပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်များများလေးကလစ်ပေးကြပါဗျာများများလေးကလစ်မှာများများနိုင်မှာပြောရင်းနဲ့ပဲ good morning လို့ပြောကြပါလိမ့်လောက်ပါပဲဒီပါပါဗျာအားလုံးမကြိုးတူပါနဲ့